လာပြောက်ကူနီရဲ့ကောင်မလေးတယောက်ကကားတိုက်ခိုင်အောင်လို့ဖြစ်နေတော့အချိန်မှာပဲအချိန်ကြီးရဲတန်သွားခဲ့ပါတယ်။အဲ့ချိန်ကောင်မနဲ့ကောင်လေးကသူ့ကိုပွေ့ချီပြီးလမ်းတစ်ဖက်ကောင်ကူညီပို့ပေးခဲ့တာကြောင့်ကောင်မလေးကအံ့ဩပြီးသူ့ဘသူလဲလို့မေးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းတော့အဲ့ဒီကောင်မလေးကရောလာတဲ့အချိန်မှာမနက်အိမ်ရနိုးလာတော့အိုင်မမနီယာပဲဖြစ်မယ်လို့ပြောလိုက်ပြီးနိုင်ကြည့်လိုက်တဲ့အခါကျောင်းတော်သားနေပြီဆိုတာသိရတယ်အမြန်ထပြီးဝိဇာလေးကဒီနေ့ဘာလို့ကြောက်ရအောင်မလဲလို့ကိုယ့်ဘက်တော်ကိုတွေးရင်းလျှံပြေးစင်းလာခဲ့ပါတယ်။ ီလောကကြီးမှာအီဘော်လို့ခေါ်တဲ့ထူးခြားတဲ့ဇွမ်းအီပိုင်ဆိုင်တဲ့လေလူချိုးရှိပြီအဲ့ဒီဇွမ်းတွေကိုကောင်းတဲ့ဘက်မှာအသုံးပြုကြတယ်လို့တချို့ကတော့မကောင်းတဲ့ဘက်နဲ့ကိုချိုးအတွက်အသုံးပြုကြရဲဆိုတော့နောက်ပိုင်းမှာတိလိုက်ရပါတယ်နောက်ပြီးအိုတာချီလို့ခေါ်တဲ့ကောင်းမလေးတယောက်ကသူသူငယ်ချင်းတယောက်နဲ့စကားပြောနေတာကိုလည်းတွေ့ရပါတယ်အိုတာချီကသူသူငယ်ချင်းပြောထားတဲ့ရှားပါးတဲ့တိရစ္ဆာန်တစ်ကောင်အကြောင်းသူစီစဉ်မှာထည့်ပြောလို့ရမလားဆိုတာသိချင်နေတာဖြစ်ပေမဲ့ကောင်းမလေးကအိုတာချီကိုလောင်ပြောင်းရင်ထွက်သွားတော့အိုတာချီကသူသူငယ်ချင်းကိုရန်တွေးခဲ့ပါတယ် သူ့ရဲ့လက်ထောက်ဖြစ်သူယွန်းကဒီဘက်အတွက်ပြဆရာမရှိတော့ပဲငါတို့ဒုက္ခရောက်ပြီလို့ပြောတော့အော်တာရှိကစိတ်ချပါအောင်တခြားတစ်ခုစဉ်းစားကြည့်အောင်လို့ပြောခဲ့ပါတယ်ယွန်းကဘာလို့လဲဆိုတာဒီကောင်မလေးကနေုံခဲတာမဟုတ်ဘူးလားလို့မေးတော့သူတို့တငယ်ချင်းအန်နာအဝင်ပြောလိုက်ပါတယ်အရေးကြီးဆုံးကတော့အခုဘာလို့ကြောက်မလဲဆိုတာဖြစ်ပြီးအော်တာရှိကခေါင်းဆောင်တစ်ခုကိုစဉ်းစားနေခဲ့ရသူ့အစီအစဉ်ကထူးခြားတဲ့ဖြစ်ရည်ကြောင့်ပြပြတာဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်သူ့ပြည်ဆုံးတာနှစ်နှစ်လောက်ရှိပြီဖြစ်လို့အော်တာရှိကအရာအလုံးတောင်းယူခဲ့ရပေမဲ့ပြဿနာကကုမ္ပဏီကအကျွေးရအများကြီးရှိနေပြီအများစုကသူတို့နဲ့စာချုပ်ချုပ်ထူတာနဲ့တခြားကုမ္ပဏီတွေကိုပေးရမယ့်အကျွေးရဖြစ်နေပါတယ် သူတို့ရဲ့တဦးတဲတော့ပတ်မှုသူကဟော်နော်လို့ခေါ်ရဲကုမ္ပဏီတစ်ခုဖြစ်ပေမယ်အခုလိုအခြေအနေမျိုးနဲ့ဆိုရင်အဲ့ကုမ္ပဏီကလည်းသူတို့နဲ့စာချုပ်ဖြတ်ပြီးသူတို့အောင်လုံးမရှိတော့ပဲကုမ္ပဏီကပိတ်လိုက်ရတော့မယ့်အခြေအနေဖြစ်ပါတယ်။အော်တာချီနေနဲ့အများဆုံးဇလန်တစ်ခုကိုရှာတရအောင်ဖြစ်တာကြောင့်အော်တာချီကအခြေအနေရက်တက်လာတဲ့ဖြစ်ရဲ့အကြောင်းကိုပြန်ရှာမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြန်နဲ့ပတ်သက်တဲ့ challenge တွေစုဆောင်နိုင်ရင်အလောက်ကောင်ရမယ်လို့ပြောခဲ့ပြီးဒါစီမွန်လို့ခေါ်တဲ့ကုညီမဲလူတယောက်ကိုလည်းရှာတိထားရလို့ပြောပါတယ်။ သူကဒီနေ့တွေ့ဖို့ချိန်ညကြပြီ။အော်တာကြီးကယုံငါပြန်လာအထိအလုံးဆက်လုပ်ထားလို့ပြောပြီ။အဲ့ချိန်မှာအန်နာကအော်တာကြီးကိုသူ့ဖေလိုပဲမျက်စိကထက်တဲ့နဲ့လို့ပြောပြီ။ငါလည်းငါလုံးဆက်လုပ်တော့မယ်လို့ပြောလိုက်ပါတယ်။တတိုက်ဆိုင်ရန်ယုံကဂျပန်မှာအခုရေပန်းစားနေတယ်။ကာဝီဆိုရဲ့နာမည်ကြီးအစိုးတော်ကြောင့်ညာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒီချိန်မှာအော်တာကြီးကဒီဖြစ်ရည်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုစုဆောင်ဖို့ကြိုးစားနေခဲ့ပြီ။လူများကြီးကအချိန်နဲ့ရတဲ့သွားဖို့အကြောင်းပြောကြပါမယ်။ဒီကိစ္စနဲ့ပတ်သက်တဲ့အချက်အလက်တွေကရန်နေသေးတယ်လို့ပြောခဲ့ပါတယ်။အဲ့တော့စူပါမားကတ်ကိုတခုသွားဝင်ရင်သူမကိုဝေးကနေစောက်ကြည့်နေပြီ။နောက်ကနေလိုက်နေတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီမှာသူမအနာမှာရင်းနေတဲ့သူတယောက်ကိုတွေ့လိုက်ရပြီ။အအောင်ဆက်ကြည့်လိုက်တဲ့အခါနမကြီးဆိုတော့ကာရီဖြစ်နေအောင်တွေ့လိုက်ရတော့အအောင်သွားခဲ့ပါတယ်။သူမအော်တော့မလို့ဖြစ်နေတဲ့အချိန်မှာပဲကာရီကတတိနေလူတွေဆူလာလဲမလို့ပြင်ထွက်အောင်လို့ပြောခဲ့ပါတယ်။သူတို့နေအပြင်ထွက်ပြီးထားကြတော့အိုဒါကြီးကကာရီလူမျိုးကဒီလိုပုံမှန်ပစ္စည်းတွေဝယ်လိုက်မယ်လို့မထင်တာကြောင့်အအောင်နေခဲ့ပါတယ်။ကာရီကကျွန်တော်ဒါတွေကိုတမင်ဝယ်တာမဟုတ်ပဲဒီချိန်အချိန်မှာစူးစောင်းရတာကြီးကြိုက်တဲ့ကတ်တွေပါလို့ပြောတော့အိုဒါကြီးကရယ်ပြီးနင်ကလေးဆန်လိုက်တာနင့်တခြင်းနဲ့ကြောင့်နင့်ကိုတခြားပုံစံလိုထင်တာလို့ပြောခဲ့ပါတယ်။ ကာကြီးကလည်းရေးပြီးဒီချက်ပင်းကိုနေမယ်ယူလိုက်ပါကျွန်တော်မစားရဘူးမဟုတ်ရင်ရဖေးလိုက်မယ်လို့ပြောလိုက်ပါတယ်။အိုတာကြီးကတချိန်စားအောင်နေတော့ဘာမှမဖြစ်ဘူးလို့ပြောခဲ့ပြီ။သူနဲ့တူတူစားခဲ့ကြပါတယ်။ကာကြီးမထွက်သွားခင်မှာအိုတာကြီးကကျမကစတင်ပီနိုမနာလို့ခေါ်တဲ့အစီအစဉ်ရဲ့ထောလို့စုပါလို့ပြောပြီးသူနဲ့မယ်ကိုကပ်ပေးခဲ့ပါတယ်။ကာကြီးကဒီအစီအစဉ်ကိုကျွန်တော်သိပါတယ်။တခါလေကြီးပြပါရဲ့လို့ပြောတော့အိုတာကြီးကကာကြီးတင်းနေတာကိုအောင့်အောင်သွားပြီ။ကာကြီးကကျွန်တော်ဘယ်လိုပါဝင်နိုင်မလဲလို့မေးလိုက်တော့အိုတာကြီးကပုံပြီးအောင့်အောင်သွားခဲ့ပါတယ်။အိုတာကြီးကရှင်းလို့နေမကြီးတယောက်ကကျမတို့ရဲ့ပုံမှန်စီစဉ်မှာပါဝင်မှာလားလို့ပြောတော့ကာကြီးကနေပြောတော့မှန်ပါတယ်။ ကျွန်တော်ရဲ့ပတ်မှုမှုကုမ္ပဏီကသဘောတူမှာမဟုတ်ဘူးအစီအစဉ်ကနောက်ရက်တွေမှာပုံဝင်နေမဲ့ကြီးလာရင်တော့သူတို့လက်ခံနိုင်မှာလို့ပြောခဲ့တာကြောင့်အိုရာကြီးကစိတ်ရထထောင်တာနဲ့ကျွန်မအစီအစဉ်ကိုပုံပြီးကြိုးစားလုပ်ဆောင်ပါမယ်နောက်ဒီမှာတခြားနေရာတစ်ခုမှာတွေ့ရပါလိမ့်မယ်လို့ပြောခဲ့ပါတယ်ကားရီကကောင်းပြီကျွန်တော်စောင့်နေပါမယ်လို့ပြောလိုက်ပါတယ်